မင်္ဂလာပါရှင်ကျမတို့ရဲ့ဒီမိုမြန်မာ channel လေးကနေပြီးတော့နောက်ဆုံးကြားသိထားတဲ့သတင်းများကိုကောင်းနှုတ်တင်ဆက်ပေးသွားပါတော့မယ် ခရရင်ပြေချမှုကြောင့်စီရဟရင်နှက်စီပြက်စီမှုတွင်စစ်ကောင်စီပြူဟာမှုနှင့်အဖွဲသေးဆုံးရွှေကိုအနီတော်ရဲတွင်ပြက်ကြတဲ့ရဟရင်ပြက်ကိုခရရင်တပ်ဖွဲ့များကရှာတွေ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ပုံမုံမြို့သို့စစ်ကူလာသောရဟရင်တုံးစီကို KIA ပူးပေါင်းဖွဲ့ကယနေ့ပြစ်ခတ်ခဲ့ရာနှက်စီထိမှန်ပြက်ကြသွားခဲ့ပြီးပြက်ကြသွားသောရဟရင်တစီတွင်လိုက်ပါလာသောစစ်ကောင်စီပြူဟာမှုနှင့်အဖွဲသေးဆုံးသွားကြောင်း KIA ရှေ့နှန်းသတင်းရှင်းမြစ်ကပြောဆိုပါရယ်။ယနေ့မိုးလယ်တနိုင်ကျော်ချိန်ဗမော်စကခ 2021တို့စစ်ကူလာပို့သောစီဟန်ရင်သုံးစီကို KIA ပူးပေါင်းတပ်များကပြစ်ချခဲ့ခြင်းဖြစ်ပြီးပမိုင်နနိုင်ပြစ်ခတ်လာနိုင်သောစီဟန်ရင်တစီမှရွှေကူမြို့အရာဝတီမြစ်အနောက်ဘက်ခြမ်း KIA တရင်ငါးနေမြေရှိတော်ရီတို့ပြန်ကြသွားကြောင်းရင်းဟန်ရင်ပြက်နေရသော KIA တပ်ဖွဲ့ဝင်များရောက်ရှိသွားပြီဖြစ်ကြောင်းရင်းဟန်ရင်တွင်စစ်တပ်မှပြူဟာမှုနှင့်အဖွဲ့ပါဝင်ပြီးအလုံးသိဆုံးသွားကြောင်းသိရှိရပါသည် ်ဖြူဟာမူလာလဲတာအရိယဟရင်ကပြလိုက်တာထိမှန်ပြီးတော့ရွှေကူကနေအေယာရီမြေအနောက်ဘက် KIA ရင်တရင်ကတော်ရဲမှာပြကြတယ်အရိနီယာကိုငါတို့ခရံအေကလူတွေရောက်နေပြီနောက်ထပ်တစည်းကတော့ရွှေကူမှာအရေးပေါ်စင်နာမှာဘေးဆောင်ကြီးလဲစင်သွားတယ်ပန်ကားကျသွားတယ်ပြန်တက်လို့မရတော့ဘူးငါတို့ပြတာရဟရင်နှစ်စည်းစလုံးပြတ်သွားတယ်တော်ရဲမှာပြတ်သွားတဲ့ရဟရင်မှာဖြူဟာမူပါတယ်အားလုံးသေးတယ်ငါတို့ဖွဲ့တွေရောက်နေပြီရွှေကူမှာအရေးပေါ်စင်တဲ့ကောင်ကပန်ကားကျသွားပြီဘေးဆောင်ကြီးလဲနေတယ်လို့ KIA ရှေ့တန်းတရင်ရှင်မြက်ကပြော ဆိုပါရယ်ရခိုင်ကလည်း KIA ကစစ်ကောင်စီတပ်ရဲ့ရဟတ်ရင်နဲ့တိုက်လေရင်တွေကိုပြက်တိတိပြစ်ချနိုင်ခဲ့ပါရယ်2022ခုနှစ်မေလ3ရက်နေ့ကချင်ပြည်နယ်မိုးမောင်းမြို့နယ်မြို့သင်းနဲ့ကုန်းလာကြားတွင်စစ်ကောင်စီရဲ့ MI35 တပ်ခတ်ရဲ့ရဟတ်ရင်ကိုကချင်လွတ်မြောက်ရေးတပ်မတော် KIA ကပြစ်ချခဲ့ကြောင်းထို့သောပြစ်ချခဲ့မှုကြောင့်ရဟတ်ရင်ပြက်ခဲ့ပြီးရဟတ်ရင်မူဖို့မူကြော်စရာထွန်းဖိုးကြီးတန်းထွန်းနဲ့အုတ်ခွဲတက်ကြည်ကြောစွာအောင်တို့သိဆုံးခဲ့ကြပါရယ် 2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့နနက်7:59မိနစ်အချိန်ဝိုင်းမော်မြို့နယ်နာဖော့စစ်တပ်စခန်းသို့ရိတ်ကလာပို့သည့်စစ်တပ်ထောက်ပို့ MI-17 ရဟတ်ယာဉ်တစ်စီးကို KIA ကပြစ်ချခဲ့ပြီးစစ်ရဟတ်ယာဉ်မော်၌လိုက်ပါလာသောစကောက်စီတပ်ဖွဲ့ဝင်၈ဦးသေဆုံးကရဟတ်ယာဉ်လည်းပြက်စီးသွားခဲ့ပါသည်။ 2024ခုနှစ်ဇန်နဝါရီ16ရက်နေ့တွင်လည်းရှမ်းမြောင်းဒေသကိုခိုင်မြို့နယ်နတ်ဘက်ကရွာတိုက်ပွဲဒေသထံသို့ဘုံလာကျဲတဲ့စစ်ကောင်စီရဲ့တရုတ်လုံ FTC 2000ကြီးတိုက်လျင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြစ်ချခဲ့တဲ့ဖြင့်တိုက်လျင်ပြတ်ကျသွားခဲ့ပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တင်ဒင်ကတော့ရန်ကုန်တိုင်းရှိမြို့နယ်၃ခုမှလူငယ်20ခန့်ကိုစစ်ကောင်စီဖမ်းဆီးဆိုတဲ့တင်ဒင်ကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းတွင်းရှိမြို့သုံးခုမှလူငယ်20ခန်းကိုစစ်ကောင်စီကဖမ်းဆီးထားပြီးလက်ရှိအချိန်ထိအင်အားသုံးရှာဖွေနေဆဲဖြစ်ကြောင်းရန်ကုန်ကင်းထောက်ကိုရန်တပ်ဖွဲ့ Rango Scott Network RSN နဲ့ဒေသခံများထံမှသိရပါဗျ။ရန်ကုန်တိုင်းကွန်းချံကုန်းကောမုံနဲ့တွန်းတိမြို့တို့တွင်မေလ16ရက်မှယမန်နေ့မေလ19ရက်အတွင်းဖမ်းဆီးထားခြင်းဖြစ်ကြောင်း၎င်းတို့ကဆိုပါတယ်။ တရင်တီးကြရပြီးလိုက်ဖမ်းနေတဲ့ပုံစံမှာဗျတရင်တစ်ခုခုပေါက်သွားပုံရပါတယ်တစ်ချိန်နဲ့ဖမ်းတာမဟုတ်ဗျမနက်နေ့လည်းညလိုက်စစ်ပြီးတော့ဖမ်းနေတာမျိုးပါအရင်မျိုးနဲ့၃ခုအတွင်းကရွာရီတော်တွေဆက်လန်းနေတယ်လိုက်မှုနေတာလို့သိထားပါတယ်မနေ့ညအထိတောင်းနှင်းရှာတာမျိုးတွေလုပ်နေတယ်လို့ကြားရတယ်ဗျအင်အားလုံးရင်းနဲ့ဖျန့်ချက်ပြီးမှုနေတယ်ဆိုတာပဲသိထားပါတယ်ရွာရီမှာစကန်းချပြီးလိုက်ပြီးတော့မှုနေတာမျိုးပါလို့ Rangos Corner War မှာတာဝန်ရှိသူတို့ကပြောပါတယ်ကာယကံရှင်များရဲ့လုံခြုံရေးကြောင့်ဖမ်းဆီးခံထားရသူများရဲ့အချက်အလက်ကိုမထုတ်ပြန်သေး ယ်ဟု Rangos Corner ကဆိုပါတယ်။ပြီးခဲ့တဲ့မေလ15ရက်ကကုံမူးနဲ့ကွန်းချံကုန်းကြရှိအင်္ဂလုံးကျေးရွာနဲ့ထမ်းမြင့်ချောင်းမှာတဲချောက်လုံးတွင်စကန်းချနေထိုင်နေသောမြောက်တော်လိုင်းအဖွဲ့ UG ကိုစစ်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်းကွန်းချံကုန်းဒေသခံတို့ကပြောပါတယ်။ထိုဖမ်းဆီးမှုတွင် UG အဖွဲ့ဝင်လူငယ်နှစ်ဦးဖမ်းဆီးခံရပြီးနောက်စစ်ကောင်စီကဇက်တိုက်စစ်ဆေးဖမ်းဆီးခြင်း၊နယ်မြေရှင်းလင်းရေးများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းဆိုပါတယ်။လာဖမ်းတော့အတွဲမှာကောင်မလေးကတနက်နေ့ပြန်ခန့်ပြတ်တာသူတို့အတွဲဝင်ပြီးတော့စစ်နေသူတွေအဲ့ဒီနေရာလွတ် ်သွားတယ်။နောက်ရက်တောင်းနေရှာမှထမ်းမိတာတွင်ရှိတယ်။ဖန်တဲ့တဲမှာမိသက်တို့ရဲတို့ပါတယ်။တဲထဲမှာမှပုတ်တင်နေကြံခဲ့တယ်။သူတို့မျိုးနယ်လာဝကတွေကိုလိုက်နေတယ်လို့၎င်းကပြောပါတယ်။အစိုးရမျိုးသုံးမျိုးနယ်ကိုအမဲရောက်နေမြေဖြစ်တမ်းမှတ်ပြီးအင်အား2000ခန့်သုံးကတောင်းနေရှာပွေနေတယ်လို့လည်းဒေသခံအချို့ကလူမှုကွန်ရက်မှာရှင်းသားများဝင်နေကြပါတယ်။ တမနာကူဆိုတာကတော့အများလုံးပါတယ်ဗျမဖြစ်နိုင်ပါဘူးအင်အားခန့်မှန်းလို့မရသေးပါဘူးများတယ်ဆိုတာပဲသိပါတယ်လို့ကင်းထောက်အဖွဲ့ဝင်ကဆိုပါတယ်လက်ရှိမှာစက်ကောင်စီတပ်ဖွဲ့ဝင်တွေက ကုန်းချံကုန်းကော်မူတွန်တင်းမြို့အဆက်များရှိဈေးရွာများကိုတိန်တက်စင်းရှာဖွေစစ်ဆေးခြင်းကာလမပေါ်ရင်လည်းဂိတ်ထက်ထက်ဖြင့်စစ်ဆေးတင်းကျပ်နေခြင်းရှိကြောင်းဒေသခံများကပြောပါတယ်ရန်ကုန်ကင်းထောက်ကွန်ရက်အဖွဲ့ရန်ကုန်စကော့နဝမကောက်ယူထားတဲ့စင်းရရန်ကုန်တိုင်းတွင်းရှိမြို့နယ်အသေးသေးတွင်ပြီးခဲ့တဲ့ဧပြီလတွင်လူငယ်689ဦးကို စစ်ကောင်စီကဖမ်းဆီးထားကြောင်းသိရပါဗျ။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တင်ငါတော့ စစ်ကောင်စီကဆုံးရှုံးတဲ့မြေများအ мян ဆုံးပြန်လည်တည်ယူရေးထိုးစစ်များစတင်ပြီဖြစ်ပြီးမိုးရင်းကာလတွင်မှလေးချောင်းတိုက်ခိုက်မှုများနဲ့နေမြေရှင်းလင်းမှုများဆက်လက်လုပ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အစမ်းမတ်စစ်ကောင်စီကဆုံးရှုံးတဲ့မြေများကိုအ мян ဆုံးပြန်လည်တည်ယူရရှိရေးထိုးစစ်ကြီးများကိုယခုမေလနောက်ပိုင်းတွင်စတင်မှာဖြစ်ပြီးမိုးရင်းကာလတွင်မှလေးချောင်းတိုက်ခိုက်မှုများနဲ့နေမြေရှင်းလင်းမှုများကိုအစမပြတ်လှုံ့ဆော်သွားရန်မြောက်လိုင်းဦးဆောင်သောစီးရေးဆိုင်ရာအစည်းအဝေးကဆုံးဖြတ်လိုက်ကြောင်းသိရှိရပါတယ်။မေလ15ရက်နေ့မေလ16 6ရက်နေ့အပောင်းဝင်မေလလားလယ်ပိုင်းနေပြည်တော်စေရုံချုပ်တွင် မြောက်လိုင်းဦးဆောင်နှင့်စေရေးဆိုင်ရာအစီအွေများတွင်လာမည့်ရွေးကောက်ပွဲအတွက်ဆုံရှုံတဲ့မိများကိုအမြန်ဆုံးပြန်လည်သိမ်းပိုင်နိုင်ရေးထိုးစစ်များစတိုင်လှုပ်ဆောင်ရန်ဆုံးဖြတ်ခဲ့ကြောင်းလေကြောင်းတိုက်ခိုက်မှုများနေမြေရှင်းလင်းမှုများကိုပါလာမည့်မိုးရင်းကာလတွင်မှအစမပြတ်လှုပ်ဆောင်ရန်ဆုံးဖြတ်သဘောတူလိုက်ကြောင်းသိရှိရပါသည်ဆုံရှုံတဲ့မိများပြန်လည်ရရှိရေးထိုးစစ်များတွင်စစ်မှုရန်တင်နန်းစဉ်တပ်သားတွေများရဲ့အင်အားကိုအဓိကထားအသုံးပြုမှဖြစ်ပြီးလယုံတပ်များတိုက်ခိုက်ရေးတပ်များ များနဲ့တူတွဲဖက်မှာဖြစ်ကြောင်းလေကြောင်းတိုက်ခိုက်မှုများကိုလည်းစစ်ကြောင်းထိုးချိန်ဇက်တိုက်ပံမိုးကူညီသွားရန်ရှိကြောင်းသိရှိရပါသည်ဒီမိုးရင်းမှာလည်းထိုးစစ်တွေလေကြောင်းတိုက်ခိုက်မှုတွေနေမြေရှင်းလင်းမှုတွေရှိမယ်အင်အားလုံးရဲ့နဲ့စစ်ကြောင်းထိုးတာတွေစစ်ကြောင်းကြီးတွေခွဲပြီးတော့ဝင်ရောက်လာတာတွေရှိလိမ့်မယ်နောက်ပြီးတော့6လအတွင်းရသမျှနေမြေတွေအကုန်ပြန်ရစေဖို့ဥတီထားတယ်လို့သိရတယ်ဟုနေပြီးတော့စီးရင်တင်ရှင်မြက်ကပြောဆိုပါတယ်စစ်ကောင်စီကဆုံးရှုံးနေမြေများပြန်လည်တိုက်ယူမယ်ဦးစားပေးများတွင်ရှမ်းပြည်မြောက်ပိုင်းရှိနောက်ချိုပါဝင် TNA ်လေးတင်ပိုက်ထားတဲ့မြို့နယ်များသခိုင်းတိုင်းတနင်္သာရီတိုင်းကရင်နေချင်းပြည်နယ်တို့ကဦးစားပေးဖြစ်ပါဝင်ပြီးရခိုင်ကချင်ပြည်နယ်ပဲခူးတိုင်းနဲ့မကွေးတိုင်းတို့တွင်စစ်ကြောင်းထုတ်မှုများဇက်တိုက်ဆောင်ရွက်ရန်ရှိနေကြောင်းသိရှိရပါသည်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ထောင်များတွင်အစားအသောက်လျှော့ကျွေးနေပြီးအာဟာရမပြည့်ဝမှုကြောင့်ကိုယ်ခန္ဓာကျိနေမှုတွေများလာတယ်လို့ PPNM ကပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်စစ်ကောင်စီရဲ့အကျဉ်းနောက်များတွင်ဗန်းချံငွေလျော့နေလာသည်ဟုဆိုကအစားအသောက်များလျှော့သွင်းနေသည့်အတွက်အကျဉ်းသားများအနေဖြင့်အာဟာရမပြေဝမှုကြောင့်ကိုယ်ခန္ဓာချိနှိမ့်မှုများလာကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကယမန်နေ့မေလ19ရက်နေ့ကထုတ်ပြန်ထားပါသည် ကိုကနာကြည့်နေ၍ခနာကိုအောက်ပိုင်းမလှူရှားနိုင်သည့်ထောင်အပ်ကတုံဆွဲမှုဖြစ်ပေါ်သည့်အရေးအတွက်များပြားလာပြီးမန္တလေးတိုင်းမြင်းချန်အကျဉ်းောင်တွင်စုစုပေါင်းလူဦးရေရဲ့15ရာခိုင်နှုန်းတုံဆွဲသည့်ဝေဒနာကိုခံစားနေရကြောင်း PPNM ကပြောပါရယ်အကျဉ်းောင်အများစုမှာအကျဉ်းသားတဦးအားတပတ်တာစားသောက်ရန်အတွက်ရိတ်ခါသတ်မှတ်ရရင်တပတ်လျင်နေညထမင်းချိန်14နှစ်ကျွေးပါရယ် တဦးတလုံးနှလားမအရွယ်၅သားလုံးသုံးလုံးမှလေးနက်တွင်သာပါဝင်ကြောင်းထုတ်ပြန်ကြေညာသိရပါတယ်။အစင်းသားများအနေနဲ့ကြံရက်များတွင် ထမင်းနဲ့ပဲဟင်းရည်ကျိုးသာအ திக ထား၍စားသောက်နေထိုင်ကြအောင်လဲဆိုထားပါတယ်။ အစားတောက်ကတော့ဟုတ်တယ်ရှော့ကျွေးတာတော့ရှော့ကျွေးတယ်အစားဆိုရင်ကျဲဥဆိုရင်၃လုံးအခုဆိုရင်တော့တစ်လုံးမဲ့ကျွေးတော့တယ်ထောင်ကလူများလာတာကြောင့်လဲပါတယ်ထောင်မြောင်းတွေများလာတာကြောင့်လဲပါတယ်အခန်းကြီးကလည်းကျန်လာတယ်၄၅လလောက်တော့ရှိပြီလို့ဘကိုးတိုင်းဒိုင်ဥထောင်နဲ့နီးစပ်သူတို့ကပြောပါတယ်ဒိုင်ဥထောင်မှာပြင်ပမှမိသားစုဝင်များကအစားတောက်ပေးပို့မှုများကိုလည်းတခါတရံတွင်ထောင်ဝင်တန်းများကအထုံများထဲမှဖျက်ယူထားခြင်းများရှိကြောင်းနီးစပ်သူများကပြောပါတယ်လက်ရှိမှာမိတိလာအကျဉ်းတော်အိုးဘိုအကျဉ်းတော်ပတ် န်ကြီးလူငယ်ထိန်သိမ်းရေးကြောင့်လွိုင်းကော်အကျဉ်းတော်ပေါန့်တယ်အကျဉ်းတော်ဒိုင်ဦးအကျဉ်းတော်နဲ့ပတိန်အကျဉ်းတော်တို့တွင်အကျဉ်းသားများစားသောက်နေရတဲ့အဆင်မပြေမှုများကို PPNM ကဖော်ပြထားပါတယ်။အဆိုပါထောင်များထဲမှာအချို့တွင်မာလုံးပျော်လွန်သည့်ထမင်းများညှိနှံမပြောက်သည့်အသားဟင်းငါဟင်းများရံဖန်ရံခါတုံးနေတဲ့ထမင်းများဆံမြုပ်များကိုလည်းကျုံ့မွေးနေကြောင်းပြောထားပါတယ်။အာနာသိမ်းပြီးနောက်အကျဉ်းတော်များတွင်စားရေးတောက်ရင်အပြင်ထောင်နှင်းစေဝါဆောင်ရှားမှုမလုံလောက်မှုများလည်းကြုံတွေ့နေရပြီး PPNM ရဲ့စည်ရင်အရာ ယခုနှစ်ဇန်နဝါရီလမှဧပြီလထိကျန်းမာရေးနဲ့ဆေးဝါးဆောင်ရှားမှုမလုံလောက်မှုကြောင့်နိုင်ငံရဲ့အကျဉ်းသား၉ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ဟုတ်ကဲ့ပါဒါတော့ဒီမုံညမာနေပြီးတော့နောက်ဆုံးရသတင်းများကိုစူးစီးတင်ဆက်ပေးသွားတာပါနားဆင်အားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်သတင်းထူးများနဲ့တူပြန်လာခဲ့ပါမယ်ရှင်